လက်မှတ်ခင်းလို့ကျေးဇူးတော့ဆက်ပါတယ်ဒီနေ့ကျမတို့ရဲ့ရုပ်ခွင့်ရဲ့အခမ်းအနားကိုပြကြထားတော့ဌာနဆိုင်ရာအသီးသီးများနဲ့ကျွန်တော်တို့ရဲ့ကျင့်အုပ်ချုပ်ရေးများနဲ့တကွဒီကျွန်တော်တို့ဘာသာရေးကောင်းဆောင်များရမိရဖာများကိုအားလုံးကိုမြင်ပါပါကျေးဇူးတော့ဆက်ပါတယ်ကျမတို့ခုခိုင်ပါဆိုလို့ရှိရင်ကျမတို့ကပောက်ခွေရအောင်များဖွင့်ဝေးစားတဲ့ data ဖြစ်ပါတယ် ယနေ့ဥပမာဖြစ်ပြောရမယ်ဆိုလို့ရှင်ကျွန်တော်တို့ရဲ့အဲဒီနာမှာဆိုလို့ရှင်အလေပါဆိုရောက်ဆုံးပတ်မှုလေးတွေပေါ့နော်။ဒေါမှာဆိုလို့ရှင်တော့အဖြူပြင်းတာလေးကျွန်တော်တို့ထိုးထားတယ်ဒါလေး။တကူပေါ့တကူကျွန်တော်တို့ချစ်ချစ်မြတ်တာဖြစ်ဥပောင်းတီချောင်ဖို့အတွက်တကူတယောက်ထဲအဲတူးကြောက်ပြဆိုလို့ရှိရင်ဘေးအရာမှအောင်မြင်ကြောကြမှာမဟုတ်ရတယ်လို့ယုံကြည်မှုလေးရှိမှဖောက်တယ်လို့ကျွန်တော်တို့ရဲ့ရောက်ဆုံးဖို့ခွင့်တော့အလားတရားဒီအားလုံးနဲ့ကျွန်တော်တို့သဟာသာသာပြည်ပြည့်အတွက်ကိုကျွန်တော်တို့အဲဥတီရခြင်းဖြစ်ပါတယ် ားနဲ့လူလက်ပင်များအတွက်ဘုံစံလုံးတစ်ခုဖြစ်တဲ့ချမှတ်လိုက်တဲ့အရာကနေဖြစ်ပေါ်လာခြင်းပဲဖြစ်ပါတယ်။ဒုတိယကဘာစစ်ကြီးမှာပြီးမှာကဘာကြီးကဒီနာစီဂျာမနီရဲ့ဂျူးလူမျိုးချက်ကန်းကျော်ကိုလူမျိုးသုံးသပ်ဖြတ်မှုပါနေ။လိင်သူချစ်သူတွေမတန်ဆွမ်းသူတွေတပ်ဖြတ်မှုကြုံရတယ်။မကြုံဖူးတဲ့ဒုက္ခတွေခွင့်ချဆစ်ဆံမှုတွေနဲ့အဆုလိုက်အပြုံလိုက် ရက်ဆက်ကြမ်းကြုတ်စွာတပ်ဖြတ်မှုတွေကိုမြင်တွေ့ခဲ့ရတဲ့အတွက်ကြောင့်လူတွေမှာရှိနေတဲ့ခွင့်ရင်းနဲ့ဂုဏ်တိခါကိုကာကွယ်ဖို့ရအတွက်လိုအပ်တယ်ဆိုတဲ့ဟာကိုသဘောပေါက်လာခဲ့တာဖြစ်တယ်။ဒါကြောင့်ငင်းချင်းလေးကိုမြင့်တင်ဖို့ရတဲ့ဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေနောက်ထပ်မဖြစ်ွားအောင်ကာကွယ်ဖို့ရအတွက်ကုလသမဂ္ဂ UN ကို1945ခုနှစ်မှာဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီနောက်မှာလူ့ပြည်ချင်းညာစာတမ်း 1946ခုနှစ်1948မှာရေးဆွဲခဲ့ကြတယ်1946ခုနှစ်မှာလူ့ပညာကော်မရှင်အရက်ကိုလည်းဖွဲ့စည်းခဲ့ကြပါတယ်ကမ္ဘာလူ့ပညာကြီးညာဆန္ဒရေးဆွဲခြင်းမှာနိုင်ငံအသီးအသီးကအတွေးပေါ်ပညာရှင်တွေခေါင်းဆောင်တွေရဲ့အူညီနဲ့ရေးဆွဲခဲ့ကြတာဖြစ်ပါတယ်ကမ္ဘာလူ့ပညာကြီးညာဆန္ဒ Universal Declaration of Human Rights UDHR UN General Assembly လို့ခေါ်တဲ့ကုလသမဂ္ဂအထွတ်အမြတ်ရာခိုင်ကိုပါရီမြို့မှာ1948ဒီဇင်ဘာ10ရက်နေ့မှာအဲကျင်းပတဲ့ဒီပါရီမြို့မှာကျင်းပတဲ့အထွတ်အမြတ်ရာခိုင်မှာကုလသမဂ္ဂအထွတ်အမြတ်ရာခိုင်မှာဒီ UDHR အခုအတည်ပြုခဲ့တာဖြစ်ပါတယ်ဂျွန်နင်ပေါ်ဝင်းကျင်းမှာလူခွင့်ရေးကိုလေးစားလိုက်တာတော့လိုချင်တယ်ဆိုရင်ကျွန်တော်ရဲ့မိသားစုအတွင်းကနေစအောင်ဖြစ်ပါတယ်မိသားစုမှာရှိတဲ့မိဘနဲ့သားသမီး ညီကိုမမအချင်းချင်းဒူးနဲ့သူလေစာချစ်ခင်မှုသူရဲ့ခွင့်ရင်သူကအတိမပြုမှုနဲ့သူကျွန်တော်မိသားစုကိုပြောင်းလဲမယ်ဆိုရင်ပတ်ဝန်းကျင်ကိုကျွန်တော်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်ပတ်ဝန်းကျင်ဟာတစ်စိတ်တစ်စိတ်ပြောင်းလဲလာတယ်ဆိုရင်ကျွန်တော်ဘာလောက်ကကြီးတစ်ခုလုံးကိုပြောင်းလဲနိုင်မယ်လို့ရည်ရွယ်ပြီးတော့မှရည်စက်ထားတဲ့အချင်းဖြစ်ပါတယ်ချစ်ချင်းပြော